မင်္ဂလာပါခင်ဗျာကျွန်တော်ဆရာဟန်ဂျူရာဟင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီယာဒီတွင်တွေနဲ့ပတ်သက်ပြီးတော့ဗောနော်တလားစာဟောစတဲ့တွေကိုကျွန်တော်ဟောပြောပြသွားမှာဖြစ်ပါတယ်ခင်ဗျာမျိုးဆိုင်ဗောနော် ဒါဆိုရင်သူတို့ရဲ့တလစာဟောစရံအော်တိုဘာလအတွက်တလစာဟောစရံကဘယ်လိုဖြစ်မလဲပေါ့နော်။သူကအော်တိုဘာလ၃ရက်နေ့ကနေအော်တိုဘာလ30ရက်နေ့ထိတိတ်ရာဒီဘွားတွေကပေါ့နော်။စိတ်ချမ်းသာရင်ကိုကျမ်းမာခြင်းနဲ့ပြည့်စုံမယ်။ပြောမဆိုရင်တော့ဒီလမှာသူတို့အတွက်ဝင်ငွေကောင်းမွန်တဲ့လတွေဖြစ်တယ်။လုပ်ငန်းတွေမှာကုမ္ပဏီစိတ်ယုံတွေမှာအကျိုးအမြတ်အများကြီးဖြစ်ထွန်းတဲ့လဖြစ်တယ်။ဟာဘယ်အရာတွေကပို့ပြီးတော့အကျိုးဖြစ်ထွန်းလဲဆိုတော့အင်ချမ်းမြေအယောင်ွယ် တိုက်တာအယောင်းဝယ်ဆက်ပစ္စည်းအယောင်းဝယ်စတာတွေကသူတို့ဒီတိတ်ယာတွေဘွားတွေကဒီလမှာဒီအလောက်ကံတွေနဲ့ပတ်သက်ပြီးတော့လောက်ကံမယ်ဆိုရင်ပို့ပြီးတော့သူတို့မှာအကျိုးမြတ်များမယ်ငွေကြီးကြီးနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့အဆင်ပြေလာမယ်နော်တိတ်ယာတွေဘွားတွေကဒီလမှာအယောင်းဝယ်နဲ့ပတ်သက်ပြီးတော့ဗောနော်အဓိကအင်ချမ်းကြီးအယောင်းဝယ်ကားအယောင်းဝယ်เนาะဒါဆက်ပစ္စည်းအယောင်းဝယ်စတဲ့အယောင်းဝယ်တွေအကြီးကြီးတွေလှုပ်လှုပ်ကောင်းတဲ့လာဖြစ်တယ်ဒီအော်တိုဘာလာမှာเนาะ အဲဒါကြောင့်ဒီတိတ်ယာရီဘွားတွေကဒီလမှာစီးပွားရေးနဲ့ပတ်သက်ရင်တမှုထူးခြားမှုတွေရှိတယ်ဈေးကြီးတဲ့အိမ်ချမ်းမြေဆိုရင်မဝင်လောက်ဘူးလို့ထင်မှတ်ထားတယ်ထို့တော့ဈေးမေးပြီးတော့ချက်ချင်းရောင်းတက်ဝယ်တက်ဆရာဆရာတွေဖြစ်တတ်တယ်ဒါဆိုရင်တိတ်ယာရီဘွားအိမ်ချမ်းမြေအကျိုးဆောင်တွေအိမ်ချမ်းမြေလောက်ကိုင်းနေတဲ့လူတွေကတိတ်ယာရီဘွားဖြစ်မှာဆိုရင်ဒီအော်တိုဘာလမှာသူတို့အတွက်အများကြီးအဆင်ပြေချုံးမှုမှုတွေဖြစ်မယ်နော်ငွေကြီးရေးနဲ့ပတ်သက်ရင်လည်းသူတို့ကဒီလမှာတိတ်ယာရီဘွားအနေနဲ့ ခုလုံမှုတွေရှိရဲငွေကြေးရင်းနဲ့ပတ်သက်ပြီးတော့အခက်အခဲတွေနည်းလိမ့်မယ်ငွေကြေးရင်းနဲ့ပတ်သက်ပြီးတော့မပူမပင်ပဲနဲ့အေးအေးချမ်းချမ်းနေရတတ်တာပေါ့နော်အချစ်ရဲ့အိမ်တော်ရေးမှာတိတ်ရာကြီးွားများအနေနဲ့အချစ်ရဲ့ကံညံ့တတ်တယ်ပြောမှဆိုရင်တော့ကျွန်တော်တို့စမ်းနဲ့လက်ပေါ့နော်ဒါစမ်းကောင်းနေရင်လက်ပိတ်တယ်လက်ကောင်းနေရင်စမ်းပိတ်တယ်အဲ့ပုံစံမျိုးဖြစ်တတ်တာပေါ့နော်ပြောမှဆိုရင်တော့အချစ်ရဲ့မှာသူတို့ကအရင်ညံ့တတ်တယ်သမီးစားချစ်သူတွေ အချစ်ရပြတ်တတ်တယ်၊ကွေကွင်းတတ်တယ်။ဘာရင်မမဟုတ်တဲ့ပြဿနာတွေ၊ဘာရင်မမဟုတ်တဲ့ဇကားတွေကြောင့်ဒီပြဿနာတစ်သေးကနေအကြီးဖြစ်လာပြီးတော့ဒါစကနိုင်လူကြတာတွေ၊စကနိုင်ထိုးကြတာတွေစတာတွေဖြစ်ပြီးတော့ဒီ relationship တစ်ခုကပျက်စီးတတ်တဲ့လာဖြစ်တယ်။အထူး view size ရှင်ပါတယ်။ဘာရင်မမဟုတ်တဲ့အရာတွေနဲ့စကားကိုပုံကြီးမချဲ့ပဲနဲ့ပေါ့နော်။တူတူတိတ်တိတ်လေးနဲ့ဖြည့်ရှင်းစီရှင်ပါတယ်။ နော်အိမ်တော်ရင်းမှာလဲထုတ်နီးသူပဲအချောင်းပြချက်မရှိပဲနဲ့အိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့စကားများတာတွေအိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့ဒီဆွဆွဲမှုတွေအိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့အထင်မြင်ယူဆမှုတွေစတာတွေရှိတဲ့အတော့ဒီတက်ရာဒီဘွားအနေနဲ့ဒီအော်တိုဘာလမှာအချစ်ရေးအိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့ညံ့တယ်သူ့တက်ရရရာကတော့ဗောနော်သူ့တက်ရရရာကတော့ဖန်အိုးတလုံးတည်းမှာဆွဲတော်ရွက်ဖြစ်ဖြစ်ဆွဲတော်ပန်းဖြစ်ဖြစ်ကက်လူပါเนาะအချစ်ရေးနဲ့ပတ်သက်ပြီးတော့ အဆင်ပြေချုံးမိသွားပါလိမ့်မယ်။မြန်မာစတာပစာ